အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျဒီနေ့မှာတော့အင်မတန်ဝင်ဝင်စားစရာကောင်းတဲ့မွေးပါတွေရဲ့အကြောင်းကိုနားထောင်ကြည့်အောင်ဗျမွေဟောက်တို့ရဲ့အန်ဒီရဲ့မှာကာကွယ်ပြီးတော့တရဝသူရဲကောင်းတကောင်ဖြစ်ပါလေမွေပါဟာ ကုန်လုံးရှည်၍ရှည်တူတူနရွက်တဲတဲနဲ့အမိရှည်ဘဝရှိသောအသားစားနိုးတရဝငယ်လေးဖြစ်ပါလေ။မွေပါတို့ဟာမြန်အာဖီအာဖရိကတိုင်းတောင်အရှနဲ့တောင်ယောပါတို့တွေအများဆုံးတွေ့ရှိရပါလေ။မွေပါတို့ရဲ့ထူးခြားချက်မှာစိတ်ပြင်းသောမွေများအထူးသဖြင့်မွေဟောက်ကြီးများနဲ့ရဲရဲဟုတိုက်ခိုက်နိုင်စွာချီရှင်းကြောင်ကဘာကျော်ပါလေ။မွေပြများဟာတဘောဝအားဖြင့်လင်းမြန်ဖြစ်လက်သောတရဝဖြစ်ကြပါလေ။မွေဟောက်တော်ကောင်ကိုရှင်ပြတိုက်ခိုက်သည့်အခါ ူတို့ရဲ့လေမြန်သွက်လွှတ်မှုတို့နဲ့တိုက်ခတ်တဲ့ဗီဇာဟာဝေရဲ့လှုပ်ရှားမှုကိုဂျိုတီခမနိုင်ဇွမ်တို့၏အဓိကအားသာချက်ဖြစ်ပါတယ်။မွေပြများဟာမွေကဲခံရသည့်အချိန်အစိတ်ဒဏ်ကိုခံနိုင်ရရှိသောအယုံကျော်စနစ်ဆိုင်ရာမျိုးဗီဇာပြောင်းလဲမှုတစ်မျိုးရှိပါလေ။အဲဒီအချက်ကမွေစိတ်များကိုအယုံကျော်တွေသွားရောက်မတက်ခိုက်နိုင်အောင်တစ်စိတ်တစ်ပိုင်းကာကွယ်ပေးပါတယ်။ဒါပေမဲ့လည်းလောဝံခုခံနိုင်သည်တော့မဟုတ်ပါ။ ို့ရဲ့အဓိကလက်နက်မှာအမြန်နှုံနဲ့စိတ်တန်ခံနိုင်တဲ့အစိပ်ပိုင်းကြီးရှင်းပင်ဖြစ်ပါတယ်။ဝေဘာရီရဲ့မျိုးစိတ်အများစုကအလွန်ပေါင်းသိဆက်ဆံတတ်သောတရဝများဖြစ်ကြပါတယ်။တချို့မျိုးစိတ်တွေမှာအကောင်40အထိပေါင်းဝေတဲ့အဖွဲလိုက်နေထိုင်တတ်ကြပါတယ်။အဖွဲလိုက်နေထိုင်ရှင်းမြန်ရည်ရဲ့မြောက်ကိုကာကွယ်နိုင်ပြီးအစာချဝင်စင်းနဲ့တာငေမြောက်ကိုစူဆောင်းပြူစုဆောင်းချင်းတို့ကိုလှုပ်ဆောင်ကြပါတယ်။ ကောင်ပေါ့မြမွေးဖွားရာလေးလဲအဖွဲဝင်အမအများအားလုံးကရဲငဲ့နေအတွင်တပြိုင်တည်းမွေးဖွားလေးချီကြပြီးတော့အားလုံးအတူတကဝိုင်းဝန်းပြုစုကြပါတယ်ဒါပေမဲ့လည်းတကူတဲ့နေထိုင်တတ်သောမွေးပါမျိုးစိတ်များလေးချီပါတယ်ဝေပြန်များဟာတွင်းအောင်၍နေလေးချီပြီးပုံမှန်အဖြစ်နေဘက်တွေလှူရှားသွားလာကညာဘက်နဲ့အိတ်ဆက်အနားယူကြပါတယ်မြေတွင်းများကြောက်ဆောင်အခွဲပြင်းများသို့မဟုတ်ချကောင်များရဲ့အရင်ဟောင်းများကိုခိုးအောင်ရန်အသုံးပြုကြပါတယ် မွေးပြများဟာအစုံစားတရဝဖြစ်ကြတော့လဲအသားကိုပုံမူစားကြပါသည်ဘိုးမွားများကြွက်များငှက်များဥများအိမ်မောင်များကနန်းများကင်းမီကောင်များနဲ့မွေးများကို ဖန်စီစားသုံးကြပါလေမွေးပါများဟာကျဲဥကဲသို့အခွမ်းမာသောအစာများကိုချောင်းတုံးနဲ့ရိုက်၍ဝင်စားတတ်တဲ့ဉာဏ်ရင်ရှိတဲ့တရဝတမျိုးဖြစ်ပါလေ ဖွဲ့လိုက်နေထိုင်သောအခါငွေပါများဟာအချင်းချင်းဆက်သွယ်ပြောဆိုရန်အတန်မျိုးစုံကိုထုတ်လွှင့်တတ်ပြီးတော့အန်ဒရယ်သတိပင်းရှင်အစာချပွေမှုစီစဉ်ကြီးနန်းချင်းတို့အတွက်အတန်များကိုစနစ်တကျအသုံးပြုတတ်ကြပါတယ်ဝိပါများဟာတတဝါလောကရဲ့ရဲရင်ချင်းလင်းမြန်ချင်းနဲ့အန္တရာယ်ကိုမချောက်မြို့ရင်ဆိုင်ရင်းတို့ရဲ့သင်္ကေတတစ်ခုအနေဖြင့်ထင်ရှားပါတယ် အဲဒီအပြင်မွေပါနဲ့မွေဟောက်တို့ကို တိုက်ခိုင်ကန်းကို ပုံဖော်ထားသောပုံပေများနဲ့ရုပ်ရှင်များလည်းရှိခဲ့မှုပါလေမွေပါများဟာတဘွားပေါကွန်းချင်းရဲ့ဟန်ချက်ညီမှုကိုထိမ့်သိမ်းရာတွေအရေးပါသောအခန့်ကဏ္ဍမှပါဝင်နေသောသတ္တဝါညာဖြစ်ကြပါလေဒါကြောင့်ဆိုရင်မွေပါဟာတကယ်ကိုမွေကြီးရဲ့ဘရင်စပားလို့တင်စားလို့ရပါတယ်ဗျနောက်ထပ်ပုံသူရအကြောင်းအရာတွေသိရှိဖို့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ထားခဲ့ပါအောင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ